ီပင်ဝန်ထမ်းလေးတွေကအမတ်တရပြီးတဲ့ဝစ်စုံကိုချက်ချင်းဝစ်ပြီးဓာတ်ပုံနေပါတွေ့ရိုက်ပြီးခဲ့တဲ့တရုတ်ဆောင်မြင့်မြတ်မင်္ဂလာပါပရိသတ်ကြီးရေတရုတ်ဆောင်မြင့်မြတ်ကတော့ဒရမာမင်းသားဆိုပြီးတော့ပရိသတ်တွေလက်ခံလာခဲ့ပြီးနှစ်တွေကြာမှာဒရမာကားစစ်စစ်နဲ့ပရိသတ်တွေရှိကိုပြန်လည်ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်မကြာသေးခင်အထိအနုပညာလောကထဲမှာမကောင်းသတင်းတွေကပြန့်နှံ့နေခဲ့တာဖြစ်ပါတယ်အထူးသဖြင့်တော့မြန်မာနိုင်ငံမှာနာမည်ကြီးဒရိုက်တာဖြစ်ခဲ့ကအခုလက်ရှိအချိန်မှာတော့ အမေရိကန်နိုင်ငံနယူးယောက်မြို့မှာနေထိုင်နေတဲ့ဒရိုက်တာပြည်ဟင်းတီဟာရဲ့ပြောကြားမှုတွေကြောင့်မြင်းမြက်ကမာနာကြီးတာအပါအဝင်တခြားသောမကောင်းသတင်းတွေကပြန့်နှံ့နေကြတာလည်းဖြစ်ပါနေ။ဒါပေမဲ့တကယ်တမ်းမှာတော့တရုတ်ဆောင်မြင်းမြက်ကပြည်သက်တွေမထင်မှတ်ရလောက်အောင်စိတ်တဘောထားပြေဝကစိတ်ကောင်းရှိသူဖြစ်ပြီးတော့ကိုချင်းစာစိတ်အပြည့်ရှိတယ်လို့လည်းသူ့ရဲ့တငယ်ချင်းတဦးကပြောပြထားတာလည်းဖြစ်ပါတယ်။မြင်းမြက်ကတော့ရိုက်ကွဲမှလည်းငါကအကယ်ဒမီရမင်းသားဆိုပြီးတော့လည်းမောင်းမာတာမျိုးမရှိပဲ။ အခြေခံရုပ်ရှင်လောကသားတွေနဲ့အတူထိုင်တာတွေတဒန်းနဲ့စားတော်မျိုးတွေလည်းရှိတယ်လို့ပြောပြလာခဲ့ပါတယ်။မြင်းမြတ်ကတော့ရုပ်ရှင်မင်းသားတွေထဲမှာမမာနာမရှိဆုံးမြန်မာနိုင်ငံရုပ်ရှင်လောကသားတွေပြည်သက်တွေအပေါ်မှာအမြင်နဲ့ယူတည်လေးစားပြီးတော့ဖြူစင်တဲ့မင်းသားတလက်လို့ဆိုရမှာလည်းဖြစ်ပါတယ်။ရုပ်ဆောင်မြင်းမြတ်ကအခုလက်တလောမှာယုံတင်ပြသနေတယ်။ဤစာရုပ်ရှင်ဇာကားကြီးရိုက်ကူးစင်မှာလည်းမြောက်တကုံမှာရှိတဲ့အမိုက်ပုံကြီးထဲမှာ မှန်တကယ်လမ်းဘေးစီပင်ဝန်ထမ်းနေတဲ့အတူတူသွားရောက်ရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်။ဒီလိုမျိုးမြင့်မြတ်ကစီပင်ဝန်ထမ်းဖိုးထောင်အဖြစ်တရုတ်ဆောင်ရမှာလေ။မင်းသားဆိုပြီးတော့ယွန်းရှာဆက်ဆုပ်တာမျိုးမရှိပဲအမှန်တကယ်ကို အမိုက်ကျုံပြခဲ့တာကြောင့်ပြည်သက်တွေကတော့မမမီကြတဲ့အထိဖြစ်ခဲ့ကြပါတယ်။ဒါအပြင်မြင့်မြတ်ကစီပင်ဝန်ထမ်းတွေအပေါ်မှာလည်းငါကအကယ်ဒမီရမင်းသားရုပ်ရှင်လာရိုက်တာဆိုတဲ့မမနာမျိုးမရှိပဲတရင်တနည်းယူသေးလေးစားစွာဖလဲတကဲနှုတ်ဆက်စကားပြောဆိုပြီးတော့ ရင်းနှီးစွာပေါင်းသိမ်းခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်စီပင်ဝန်ထမ်းတွေကိုပစ္စည်းတစ်ခုပေးရမှာလည်းလက်နှစ်ဖက်နဲ့ရိုးရိုးသေးသေးပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းတရုတ်ဆောင်မြင်းမြတ်ရဲ့မြင်းမြတ်တဲ့စိတ်ထားနဲ့ခံယူချက်ကိုပြည်သက်တွေကချီးကျူးလေးစားနေကြတာဖြစ်ပါတယ်။အဆိုပါမြေစာရုပ်ရှင်စကားကြီးကပြည့်ရက်မှန်ကိုအခြေခံပြီးတော့ရိုက်ကူးထားတာဖြစ်တယ်လို့လည်းသိရပါတယ်။တရုတ်ဆောင်မြင်းမြတ်ကအကုန်လုံးကတင်းတော်ရအလုပ်တွေကိုလုပ်ပြီးမိသားစုရဲ့အပူအပင်တွေကိုဖြည့်ရှင်းပေးနေကြတဲ့အထဲမှာမှာ စီပင်ဝန်ထမ်းတွေကခက်ခက်ခဲခဲပင်ပင်ပန်းပန်းနဲ့မိသားစုဝန်ကြီးအထွတ်စူးစမ်းနေကြလို့ကျွန်တော်ကသူတို့အထွတ်ဂုဏ်ယူတဲ့ဆိုပြီးတော့လည်းဖြေချခဲ့တာဖြစ်ပါတယ်။အခုတစ်ခါမှဆိုရင်လည်းမြေစာရုပ်ရှင်ဇာတ်ကားကြီးရဲ့ပရက်ရှိုးပွဲမှာရန်ကုန်တိုင်းအတွင်းကစီပင်ဝန်ထမ်းရာကျော်တက်ရောက်အားပေးခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါစီပင်ဝန်ထမ်းတွေကိုအခမဲ့ပေးကြည့်တာလို့ကြားသိရပြီးတော့စီပင်ဝန်ထမ်းအမကြီးတွေကတော့အပြောခံအနှိမ်ခံသူတို့ကိုကိုစားပြုပြီးရိုက်ပေးတာအတွက် င်မြတ်ကိုအရင်ချစ်တယ်ကျေးဇူးတင်ပါတယ်လို့မီဒီယာတွေမှာဖြေကြားခဲ့တာလည်းဖြစ်ပါတယ်။မြေစာစကားအထူးပွဲမှာစီပင်ဝန်ထမ်းလေးတွေကအမှတ်တရပေးတဲ့ဝတ်စုံကိုချက်ချင်းဝတ်ဆင်ပြီးတော့ဓာတ်ပုံတွေပါတွဲရိုက်ပေးခဲ့တာလည်းဖြစ်ပါတယ်။မြေစာရုပ်ရှင်စကားကြီးမှာတော့တရုတ်ဆောင်မြင်းမြတ်တရုတ်ဆောင်စီသူဝင်တရုတ်ဆောင်ဖုံးမင်းနေလားတရုတ်ဆောင်အီးမြတ်သူတရုတ်ဆောင်တန်သားကြီးတရုတ်ဆောင်ဆင်မာတို့ကပါဝင်တရုတ်ဆောင်ထားတာလည်းဖြစ်ပါတယ်။ ီစကားဟာဆိုရင် writer ရဲ့ပညာနဲ့မင်းသားရဲ့ idea တွေပေါင်းစပ်ထားတဲ့တကယ်ကိုပြည့်တတ်ကြိုက်မဲ့အမှုပညာဆစ်ဆစ်မြမရုပ်ရှင်ကားကောင်းတကားလေးဖြစ်ပါတယ်။